ဒီရုပ်ရှင်ကတော့မနစ်ကပေါ2024နှစ်ကုန်ပိုင်းမှာအဲအဲ့ဒါဒီဆက်တွေလေးဆက်တွေလို့ရုပ်ရှင်ကားထဲမှာတုံးတုံးကျင်နေဆိုလို့ဆက်တွေတာဆက်တွေတော့ဥကလည်းဖွင့်ပြလိုက်တာအခုတော့ဟိုဥကြားတယ်လေဒီရုပ်ရှင်ကားတော့အရန်ပျော်စရာကောင်းတဲ့ရုပ်ရှင်ကားလေးဒီတရှင်းနဲ့လည်းလိုက်တာပေါ့အချီယူစရာလိုက်တာအချီယူအချီယူအဲကားထဲမှာပါတယ် That'll no yeah. do. ကြာပြီကြာပြီနှစ်90လောက်ကျော်ဒီတချင်းရဲ့သက်သန်းလောက်နှစ်90ကျော်ပြီပေါ့အဲ့ချင်းရတယ်အဲ့ခေတ္တမှာတော့ဟိုလူကြီးတွေတိတ်တဘောမကြောက်ဘူးအဲ့စာသားဟိုစာသားနည်းနည်းကျမ်းတယ်ဆိုလို့လေအဲနည်းနည်းတချို့တွေကအဲ့လိုပဲလေဟိုရှင်ပေါ်မှာပေးမဆိုတာလေးရှိရလေအဲ့ဒီတချင်းပါလို့ရှင်သူတို့ကမဆိုပါနဲ့ဟိုတခြားရှင်ဆိုပါလို့အဲ့ရှင်စာသားကနည်းနည်းဟိုလိုမျိုး မြေခွေးနဲ့လင်းသားများကြကိုအသေးကိုစွန့်ပြသွားလာဆိုတဲ့တရှင်းစာရနဲ့ကျမ်းလို့ဆိုပြီးတော့သူတို့ကသတ်မှတ်ထားတယ်ခင်ကတော့အခုတော့ပြောင်းသွားပါပြီအခုတော့ rap လို့ hip hop လို့ဒီတဲ့တော့ဆိုနေတယ်ဒီစာသားတွေအောင်မြင်တဲ့အရှင်ကအရှိယူလို့စိတ်ညစ်တဲ့မှုနမလို့ နော်အဲ့ခက်က၃ဘိန်းဆိုတာလေ၃ဘိန်းကခက်ပေါ့အဲ့အဲ့ရှင်ကလည်းအရန်ပေါက်ခဲ့တယ်၃ဘိန်းနေရှင်လည်းအရန်ပေါက်ခဲ့တယ်ဥတချင်းလည်းအနေတီးတူဘောလှုပ်လို့အရန်ကောင်းတယ်လေအဲ့ခက်ကတီးတူဘောလေးလှုပ်တာအဲတီးတူဘောလှုပ်ရက်ွက်တိုင်းမှာလှုပ်တော့ဒီဒီတချင်းနဲ့လည်းအရန်လိုက်တော့ဟိုးရင်တော့အဲ့ရှင်ကိုတိတ်ပေးမဆူရဘူးအစင်ပေါ်ကြရင်အဲ့လားဒီရှင်ကလန်ဒီရဲ့တချင်းဆိုတော့လူကြီးလေးကတတ်မှတ်ထားတယ် ဟိုစီငယ်တည်းอ่ะတချင်းဆိုလို့ရှိရင်ဘာဖောက်မဲရတော့အမျက်ပါတယ်ဒီမလုံလောက်မရဘူးအချင်းအချင်းကိုဖြစ်နေတယ် ့ယင်ခဲတော့ကတော့အဲ့လိုဝေဖန်ခံရတာပေါ့ယင်ယင်တော့ကတော့အဲ့လိုဟို steer is it steer the chain ဆိုရလမ်းတရတချင်းလို့အဲ့လိုကသတ်မှတ်ထားတယ် fashion ကတော့ဦးငယ်တည်းက fashion မှားလေ fashion ဦးကငကိုယ်လက်ချုပ်တယ်လေ fashion ဟိုကိုဝတ်တာလေအလုံးကိုတိုင်းပဲအဲ season တော့ပေါ့ကိုယ်တိုင်း design design ကိုယ်ကိုထုတ်တယ်ကိုယ်ချင်းလေကို fashion နဲ့ကို fashion နဲ့ဟုတ်ကဲ့ ်ဟိုကလည်း fashion design ဖွင့်တာလေအရင်တော့အဟုတ်တယ်အဲ6ရောက်ရှိတယ်ဟုတ်တယ်ဟုတ်တယ်သွားလေလေဟုတ်ကဲ့ဟုတ်ကဲ့ဟိုအတိတ်တွေရောလှုပ်ထားတယ်လှုပ်ထားတယ်ဟိုတပြေးပြေးတော့နည်းနည်းအချိန်ကလည်းမအားတာလည်းပါတယ်လေနော်ရှိတယ်ရှိတယ်ရေးတာတော့အများကြီးပါ ရှိပါတယ်ဟိုအများတော့လေးငါးပုတ်လောက်ပဲရှိစီစဉ်တာဟိုဒီတချင်းအချင်းယူတချင်းကတော့190ကျော်ပြီပေါ့အဲအခုအခုတည်းဒီတချင်းအားပေးတဲ့ပရိသတ်ကိုလည်းကျေးဇူးအများတင်ပါတယ်ဒီရုပ်ရှင်ကားမှာအထက်တုံးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်